မော်လမြိုင်မြို့နယ်ချောင်းဆုံမြို့နယ်ဘလူးကျူးကိုပြေးဆွဲနေတဲ့ပြည်ရင်းရေချောင်းပို့ဆောင်ရေးတန်လွင်ဌာနခွဲကဇက်ရည်ရင်တွေအားလုံးကို မေလာတရနေ့ကစတင်ပြီးပြင်ဆင်စစ်ဆေးတာတွေပြုလုပ်ဖို့ယာယီရနာလိုက်တာကြောင့်စက်တပ်တံမန်တွေနဲ့တွာလာနေရတယ်လို့သိရပါဗျ။ ချောင်းဆုံမျိုးနဲ့ကလွေကျေးရွာကခရီးသည်တအူးဖြစ်သူဒေါ်တင်များကဇဲရင်ရင်နဲ့တွာလာနေရတော့စိတ်ချလက်ချရှိပြီးအခုဆက်တက်တံပန်လေးနဲ့ကူရတော့မိုးရင်းလှိုင်းလေကြီးချင်းနောက်ပြီးရေလဲမှာဆက်ပြတ်တာတို့ဖြစ်ရင်အယမ်းစိတ်ဆင်းရဲရတယ်လို့ပြောပါတယ်ချောင်းဆုံမျိုးနဲ့ကမာမူကျေးရွာကမိချမ်းတော်ကတော့လှေပေါ်မှာအယောက်30ကျော်လောက်တင်တယ်လို့ဆိုင်ကယ်နဲ့ကုန်တွေရောတည်ပြီးမိုးလေကျရင်အန္တရာယ်အများများတာကြောင့်ဇဲရင်ရင်နဲ့အမြန်ဆုံးပြန်လဲပြေးဆွဲပေးနိုင်မှုကိုမျှော်လင့်တယ်လို့ပြောပါတယ် ရခိုင်မှာအောင်တကွန်သင်းမောမောက်တော့မှဒီကသင်းမောတွေအားလုံးကိုစစ်ဆေးပြီးအခြေအနေမကောင်းမှုဆိုတော့မှချောင်းနှက်ခွကြာရင်စိတ်ကြီးပြေးဆွဲနေတဲ့ဇယရင်မော်လမြိုင်နဲ့မော်ချောင်းဆောင်မော်လမြိုင်ကလွေချောင်းဆောင်ပြေးဆွဲနေတဲ့ရေရင်တွေကိုရက်လိုက်တော့ရေရင်တွေကိုအုံပြုတ်သွားနေတဲ့ခရီးသွားတွေဒုက္ခရောက်ကြတာလေလို့ချောင်းဆောင်မျိုးနဲ့မွန်ပြည်နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်နိုင်ဦးကပြောပါတယ် ခရီးသွားပြည်သူတွေအဆင်ပြေဖို့ဌာနကရက်ထားတဲ့သင်္ဘောတွေရှိအသက်ငယ်အင်ဂျီတွေတက်ငယ်ဘောကွင်းတွေကိုပုတ်ကလေးကဆက်လီတွေကိုအငှားစနစ်နဲ့အားလုံးထုတ်ပေးထားပြီးဖြစ်တယ်လို့ကြည်ရင်းရေချောင်းပို့ဆောင်ရေးတန်လွင်ဌာနခွဲကလက်ထောက်ထွေထွေမန်နေဂျာဦးလာဝင်းနိုင်ကပြောပါတယ်။ဒါအပြင်လက်ရှိပြေးဆွဲနေတဲ့ဆက်လီတွေရဲ့လူစည်းကနှုံထားကိုဇက်ရည်ရည်နေမှာကောက်ခံတဲ့နှုံထားအတိုင်းကောက်ခံမှုနဲ့ကုန်ပစ္စည်းတယ်ဆောင်ကတွေကိုလည်းအသက်သာဆုံးဖြစ်အောင်ဆောင်ရွက်ပေးဖို့ကိုပြောကြားထားတယ်လို့ဦးလာဝင်းနိုင်ကပြောပါတယ်။